ဒီဗီဒီယိုမှာကတော့ဒီ unit 2 MSR questions ရဲ့လက်ကျန်းတွေကိုဖြေရပါဖြေရမှာပေါ့เนาะဒါဆိုတော့ဖြေတဲ့ဟာလေးကိုတေချာလေးလိုက်ပြီးတော့ကြည်ပြီးတော့နားထောင်ပြီးတော့တေတေချာချာလေးနားလည်သဘောပေါက်အောင်ကြည်ပြီးတော့ဖြေပေးပါ2.1 find the right answers for the questions ေးထားတဲ့မိကုံးမှာအဖြေမှန်ကိုစားပါတဲ့ဒါဆိုသူ့ရဲ့ပုံစံကဒီမှာပြတာတာကရှင်တွဲတဲ့ပုံစံပေါ့နော်ဒီတစ်ဖက်ကမိကုံးနဲ့တစ်ဖက်ကအဖြေကိုဟိုအဖြေမှန်ကိုလိုက်ပြီးတော့စားပေးရမှာပေါ့နော် number 1 wells the cable မင်းရဲ့ cable ကဘယ်မှာလဲဒါဆိုတော့သူမှာပေးထားပြီးသားဖြစ်တဲ့ gene in your back ဆိုတဲ့ဟာလေးပေါ့နော်ဆိုတော့ number 2 in your car blue ဒါဆိုတော့ မင်းရဲ့ကားကအပြာရောင်လာရတယ်ဒါဆိုတော့ is နဲ့စထားတာဖြစ်လို့ yes ဒါမှမဟုတ် no ဖြည့်ပေးရမှာပေါ့နော်ဒါဆိုတော့ဒီထဲကနေပြီးတော့ a to i ထဲကနေပြီးတော့အဖြေလေးကိုလိုက်စာကြည့်မယ်ဆိုရင်ဒီမှာ a က london မဖြစ်နိုင်ပါဘူး b က no i'm not c က yes you are ဒါလေးဒီကဖြစ်နိုင်မလားမဖြစ်နိုင်ဘူးလားစဉ်းစားကြည့်ပေါ့နော် နောက်တစ်ခုကဒီမှာရှိမယ်ဆိုရင် yes နဲ့ no နဲ့ပတ်သက်ပြီးတော့ f မှာရှိမယ် no is black h no sees american ဒါဆိုတော့ဒီဖြစ်နိုင်တဲ့ဟာလေးကိုကြည့်မယ်ဆိုရင် b မဖြစ်နိုင်ပါဘူး c လည်းမဖြစ်နိုင်ပါဘူး f ကကြတော့ဖြစ်နိုင်တယ် no is black အယောင်မေးတာဟုတ်ဒါဆိုတော့ မဟုတ်ပါဘူးဒီဟာအမဲရောက်ပါတဲ့ဒါဆိုတော့နံပါတ်2နဲ့နံပါတ် F နဲ့ကအဖြေပေါ့နော်ဒါဆို2ရဲ့နေပြီးမှာ F ပေါ့နောက်တစ်ခုက escape from london ဒါ cake က london ကလာတဲ့ဒါဆိုတော့ yes no တစ်ခုခုဖြေရမှာပေါ့နော်ဒါဆိုတော့ cake ကိုမေးတယ်ဆိုတော့ B ကဖြစ်နိုင်လားမဖြစ်နိုင်ပါဘူး C ကရောဖြစ်နိုင်လား yes you are ဆိုတော့ မင်းဖြစ်တော်မူလို့ခိတ်ကတခြားသူဖြစ်တဲ့အခါကြတော့မဖြစ်နိုင်ပါဘူးဒါဆိုတော့အောက်ဆုံးမှာဒီမှာ h မှာ no she's american အဲ့ဒါပဲဖြစ်မှာပေါ့ number 3နဲ့ h နဲ့အဖြစ်ပေါ့နော် number 4 am i late ဒါဆိုငါနောက်ကျသလားလဲမေးတာဆိုတော့음ဘာဖြေရမလဲဆိုတော့ no i'm not နဲ့ yes you are ရှိရမယ်ရှိမယ်ဒါဆိုတော့ဒီနှစ်ခုကအဲဇဝေဇဝါလေးဖြစ်နေတယ်ဆိုရင်ခဏထားထားလိုက်ပေါ့နော်ပြီးတော့မှပြန်ဖြေလို့ရပါတယ်နောက်တစ်ခု number 5 wells amy from amy ကဘယ်ကလဲတဲ့ amy ကဘယ်ကလဲဆိုတော့ तू ကအချစ်လက်ကိုမေးတယ်မေးခေါ်ဖြစ်တာမဟုတ်လို့ဒါကပထမဆုံး a ဖြစ်တဲ့ london လာတာဖြစ်မယ် ဒါဆိုနံပါတ်5က A နဲ့တွဲရပါမယ်။နံပါတ်6 What color is your bag? မင်းရဲ့အိတ်ကဘာအရောင်လဲ။ဒါဆို what ဖြစ်တာမို့လို့အချက်အလက်ကိုဖြည့်တဲ့အခါမှာဆိုရင်ဒါ yes no မဟုတ်ဘူး။အချက်အလက်ဖြစ်လို့ဒီမှာ black ဆိုတဲ့ E လေးဖြစ်တယ်။ဒါဆိုတော့နံပါတ်6နဲ့ E ကအပြည့်မှန်ပါ။နောက်တစ်ခု number 7 Are you hungry? ဆိုတော့က no i'm not ငါမစားပါဘူးလို့ဖြစ်မှာပေါ့ဒါဆို b လေးဖြစ်မှာပေါ့ဒါဆို7နဲ့ b နဲ့နောက်တစ်ခု how is george ဂျော့ကဘလို့လဲနေကောင်းလားဂျော့ကနေကောင်းလားဆိုရင်အဲဒီမှာဆိုရင် i နေဖြစ်မှာပေါ့ very well အေးကောင်းတယ်ဆိုတဲ့ဟာလေးပေါ့နော် external i နဲ့ကိုတွဲပေးရပါမယ်နောက်တစ်ခုနံပါတ်9 9 9က who's that woman ဒီမိန်းကလေးကဘယ်သူလဲတဲ့ဒါဆိုတော့ number D ဖြစ်မှာပေါ့ my sisters ငါရညီမပေါ့ဒါဆိုတော့9နဲ့ D နဲ့ကိုတွဲပေးရပါမယ်9နဲ့ D နဲ့ပေါ့နော်ဒါဆိုတော့အစီမှာတခုခြံထားခဲ့တယ်ရှိတယ် number 4 am i late ဒါဆိုတော့ now ြံတဲ့တစ်ခုလေးကဘာလေးလဲဆိုရင် yes you are ဆိုတဲ့ c လေးဖြစ်မှာပေါ့နော် for နဲ့ c လေးကိုတွဲပေးရပါမယ်ဆိုတော့ number 2.2 make questions with these words ဒီစကားလုံးတွေနဲ့မိခေါ်ပြုလုပ်ပါတဲ့ဒါဆိုတော့မိခေါ်ပြုလုပ်ပန်ဆိုရင်ဒီမှာပေးထားတဲ့ဟာလေးတွေကို မိကောပြုလို့ရပါမယ်ဒါဥပမာစာကြောင်းဥပမာလေးတွေပြပေးထားပါတယ်ဆိုတော့ပထမဆုံး verb to be အဲပေးထားတဲ့ဟာလေးမှာ verb to be ကိုစာမယ် verb to be စီလို့ရှိရင် verb to be ကိုအရေးရေးမယ်ဒါဆိုတော့ပြီးရင် subject လာမယ်ပြီးတော့သူရဲ့အနောက်မှာအာနောက်က adverb တွေလိုက်မယ်ပေါ့နော်သူရဲ့သိဆိုင်တဲ့စကားလုံးတွေလိုက်မယ်ဆိုရင်ဒါမှ as your mother at home number 2 your parents are well ဒါဆိုတော့ အ WH ရှိရှိလားမရှိလားကြည့်ပါမရှိလို့ရှိရင် ERE error ဖြစ်တဲ့ verb to be ကိုအစီအစဉ်မှာထားမယ်ပြီးတော့ subject လာမယ်ပြီးတော့နောက်ကသူရဲ့သိဆိုင်တဲ့စကားလုံးလာမယ် number 3 allo allo ပါပဲဒီမှာစာကြားမှာ WH ကိုအရေးစားစာလို့ရှိလို့ရှိရင် WH ကိုအရေးရေးပဲပြီးလို့ရှိရင် verb to be ရေးမယ်ပြီးတော့ subject ရေးမယ်ပြီးတော့နောက်ထပ်သူရဲ့သိဆိုင်တဲ့စကားလုံးရေးပါမယ် ဆိုတော့ဒီမှာဆိုရင် interesting is your job ဒါဆိုတော့ what to wh ရှိလားမရှိဘူးလားမရှိဘူးဆိုရင်အစီအစုံမှာဘာလာမယ် what to be လာမှာပေါ့ဒါဆိုတော့ s ပြီးတော့ subject လာမယ်ဆိုရင် subject က your job ဒါဆိုရင် s your job interesting ပြီးတော့နောက်မှာ question ပုံစံလေးရေးပေးရမှာပေါ့နော်ဆိုတော့ number 4 the shops are open today ဒါဆိုတော့ WH ဆီလာမရှိဘူးလားမရှိဘူးဆိုရင်တော့သူတင်မစင်စားပါနဲ့ဒါဆိုတော့ ARE တော်တော်ကိုတွေ့တယ်တွေ့တဲ့အခါမှာဒါ verb to be ကိုအထိတ်ဆုံးမှရေးမယ်ဒါဆိုတော့ R ပြီးတော့ subject ကိုရေးပါမယ် subject ကဘာလဲဒါဆိုတော့ the shops အဲ့ဒါဆိုတော့ are the shops open today အလိုမျိုးလေးဖြစ်သွားပါမယ်နောက်တစ်ခု5 from well you are ဒါဆိုတော့ ဘာလေးတွေ့လဲ WH စကားလုံးဖြစ်တဲ့ well ဆိုတဲ့စကားလုံးကိုတွေ့တယ်ဒါဆိုတော့ပထမစာကြောင်းရဲ့အစမှာ WH စကားလုံးဖြစ်တဲ့ well လေးလာပါမယ် well ပြီးတော့ verb to be စာပါ verb to be ဆိုရင် well are နောက်တစ်ခုက subject လာမယ်ဆိုတော့ where are you from အလိုမျိုးလေးပေါ့နော်နောက်တစ်ခုလည်းပဲ6ကနေပြီးတော့ကိုအချီကိုစာပြီးတော့ကိုဘသာကိုရေးကြည့်ပါ လွယ်လည်လေးပါပဲပထမအရေးစားရမှာက WH စကားလုံးကိုအရေးစားပါ WH မရှိတော့မှသာရင် pub to be ကိုစာကြောရဲ့အထိတ်မှာထားပါ Number 3 2.3 Complete the questions use what who what what who well how ဒီမှာဆိုရင်ဒီအမှာဆိုရင်သိဆိုင်တဲ့စကားလုံးတွေကိုထပ်ပေးရမှာပေါ့နော်ဒါဆိုတော့ the best tops ဆိုတဲ့ဟာလေးမှာအဖြေက at the end of the street အလမ်းရဲ့အဆုံးမှာဆိုတော့နေရာကိုမေးထားတာကြောင့်မို့လို့ wh စကားလုံးဖြစ်တဲ့ when လာမယ်အ when the best store က subject ကတစ်ခုဖြစ်တာမို့လို့ as well as the bus stop အဲ့လိုမျိုးလေးရေးရပါမယ်နောက်တစ်ခုက your children ဒါဆိုတော့မိရဲ့အမေရဲ့ကလေးတွေယူပြီးတော့5 6 and 10အဲ့လိုမျိုးဆိုတဲ့ဟာမို့ကျွမို့လို့အသက်ကိုမေးတယ်မေးတဲ့အခါမို့လို့ how old are your children အဲ့လိုမျိုးလေးဖြစ်သွားပါမယ်ဒါမေးခေါ်ပေါ့နော် no number 4 these oranges ဒါဆိုတော့ဒီလိမ္မောသီးတွေကဘလောက်လဲပေါ့เนาะအဲ့လိုမျိုးဖြည့်မယ်မိမယ်ဆိုရင်အဲ1ကီလိုကို1.5 1.50ပေါင်ဒါဆိုတော့ငွေကြေးဖြစ်တယ်မလို့ how much ဖြစ်မယ်ဒါ subject ကိုကြည့်တဲ့အခါမှာ these oranges ဆိုတဲ့ဟာကအများဖြစ်တာမဟုတ်လို့ how much are these oranges အလိုမျိုးလေးဖြစ်သွားပါမယ် er e r ဖြစ်ပါတယ်ဆိုတော့က how much these orange အလိုလေးဖြစ်ပါမယ်နောက်တစ်ခုက your favorite spot ဒါဆိုတော့ဘာဖြစ်မလဲဆိုတော့ဘာလဲဦးမေးတယ်ဆိုတော့က what ဒါ favorite spots က sports ရဲ့အနောက်မှာ s မပါဘူးဆိုတော့သူကတခုခိုင်းဒါဆိုတော့ what is your favorite sport ဒါလေးရမှာเนาะ now number 6 the men in this photo ဒါဆိုတော့ပုံထဲကလူကဘယ်သူလဲဆိုတော့ who ဖြစ်မှာပေါ့ who the men ကတယောက်တည်းမို့လို့ who is the men in this photo အဲ့လိုမျိုးလေးဖြစ်ပါမယ် Now, number seven. New shoes. ဒါဆိုတော့ black ဆိုတဲ့ဟာလေးကိုပြန်ထားတော့အယောင်ဖြစ်မှာပေါ့နော်အယောင်ဆိုတော့ what colors shoe ကအများဖြစ်တာမို့လို့ AR ER ဖြစ်ပါမယ် what colors are your new shoes ဆိုပြီးတော့ဖြစ်သွားပါမယ်ဒါဆိုတော့ပြန်ပြီးတော့ဖတ်ပြပါမယ် number 1 how are your parents they are very well not Kruger, well is the stop. Sorry, well is the best stop in the end of the street. Now, number three, how old are your children? Five, six, and ten. Number four, how much are these oranges? 1.50 five, five, how a kilo. Number five. What is your favorite sport? Skiing. Skiing. Number six. Who is that man in this photo? That's my father. Number seven. What colors? What color? are your new shoes black ဒါ shoe ကအများဖြစ်တာမို့လို့အရာကြီးရကိုတောက်တာပေါ့နော် now 2 point form write the questions ဒီမှာမိန်းကလေးကိုဖြေပေးရပါမယ်ဒါအနောက်ကဖြေတဲ့အဖြေကိုကြည့်ပြီးတော့ အစိကမေခေါ်တွေကိုစီရီယောဒလိုလေးဖြေးပေးရပါမယ်။အမတချစ်မထားဖို့ကနောက်ကအဖြေကိုကြည့်မယ်အချစ်အလက်ဆိုရင် WH နဲ့ပတ်သက်ပြီးတော့မေခေါ်မေးရပါမယ်။ Yes no ဖြစ်နေမှဆိုရင် back to be နဲ့ပြုလုပ်တဲ့မေခေါ်ဖြေးရပါမယ်။ဆိုတော့ number 1မှာ what's your name ဖောအဲဆိုတော့ number 2 no i'm australian ဆိုတော့ကဒါ no ဖြစ်တော့မလို့ yes နဲ့ no မေကောဖြစ်တော့အဖြေဖြစ်တော့ဒါ verb to be နဲ့မေးရပါမို့မနော်ဒါဆိုတော့ is your american အဲ့လိုမျိုးဖြစ်သွားပါမယ်နောက်တစ်ခု how old ဆိုတော့ i'm 30ဆိုတော့ခါကြတော့ how old are you i'm 13 နောက်တစ်ခု a teacher ဆိုတော့ no i'm a lawyer ဆိုတော့ကဘယ်လိုဖြေရမလဲဆိုတော့ are you a teacher no i'm a lawyer ဒါမှ number 5 merit yes i am ဆိုရင်ဒါ yes နဲ့ဖြေတဲ့ဆိုတော့ verb to be ကို6ထုံးမယ်ဒါဆိုတော့ me go i အဖြေမှာ i ဆိုရင် me go မှာကျတော့ you ပေါ့ဒါဆိုတော့ are you merit yes i am number 6 wife and lawyer စနေကစနေလားတဲ့ဒါဆိုတော့ no she's a designer ဒါဆိုတော့ no နဲ့ဖြေထားတဲ့ဟာဆိုတော့ yes no အဖြေဖြစ်နေတော့ wife to be ကိုထုတ်ပြီးတော့ရေးရပါမို့နော်ဒါဆိုတော့ wife ဆိုတဲ့ဟာဆိုတော့အဲအနေဖြစ်တာမို့လို့ s ဆိုတော့ is your wife a lawyer အလိုမျိုးလေးဖြစ်ပါမယ် now number 7 uh from let she's italian ဆိုတဲ့ခါကြတော့ဒါအချက်လက်ကိုမေးသွားပါပြီဒါဆိုတော့သူကဘယ်နေရာကလဲဆိုတဲ့ဟာလေးပေါ့နော် well တုံးမယ်နောက်တစ်ခု she ကအနေဖြစ်တာမလို့ where is ပြီးတော့ she from where is she from she is Italian နောက်တစ်ခု Honey လက် Honey ဆိုရင် Anna ဆိုတဲ့အတွက်ကြောင့်မလို့အချက်အလက်ကိုဖြည့်ပေးရပါမယ်အဲဆိုတော့က What is her name အဲ့လိုမျိုးဖြစ်ပါမယ်ဒါ wh ရဲ့အနောက်မှာ verb to be လိုက်ဖို့မမိပါနဲ့။ Now what is her name? အဲ့နော် နံပါတ်9 how o လဲဒါဆိုတော့ဘာဖြစ်မှာလဲ how o s c အလိုမျိုးလေးဖြစ်သွားပါပေါ့နော်နောက်ထပ်5မှာကြတော့ right sort answers yes i am no he is it etc number 1 are you married no i'm not are you thirsty မရေးစားတလားဒါစာမစာကိုပါတော့ကိုရေးကြည့်ပေါ့နော် uh, Salusi, yes, I am. Salusi, no, I'm not. Let us go today. Azuro. It is, yes, it is. No, it isn't. Hello, new people. No. Number four, are your hand cold? May it let we got any lie? That's what it is. Yes. they are မအေးဘူးဆိုရင် no they aren't your hands ကအများဖြစ်တာမို့လို့နာစား they ကိုထပ်ပေးရပါမယ်ဆိုတော့ are your hands cold ဆိုတော့ကအေးတယ်ဆိုရင် yes they are မအေးဘူးဆိုရင် no they aren't is it dark now အခုမောင်းနေပြီလားမောင်းလို့ရှိရင် yes it is မမောင်းဘူးဆိုရင် no it is it? Are you a teacher? ဆရာဆိုရင် yes I am မဟုတ်ဘူးဆိုရင် no I not အလိုမျိုးလေးတွေဖြည့်ပေးရပါမယ်ဆိုတော့ကဒီ unit 2ရဲ့ sorry unit 2ရဲ့လက်ချက်ခန်းတွေကိုဖြည့်ဆိုပြီးသွားပါပြီဆိုတော့ ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ဒီနားလည်သဘောပေါက်အောင်လိုက်ပြီးတော့လေ့လာပြီးတော့ထပ်ခါထပ်ခါလေ့ကျင့်ပါကိုယ့်ဘာသာကိုယ်လည်းစဉ်းစားပြီးတော့တွေးကြည့်ပါဒါအင်္ဂလိပ်စာလေ့လာတဲ့အခါမှာဆိုရင်ဒီကိုယ့်ဘာသာကိုယ်သိချလေးစဉ်းစားဖို့လည်းလိုအပ်ပါတယ်ဆိုတော့နောက်ဗီဒီယိုလေးမှာပြန်ပြီးတော့ဆုံတွေ့ကြပါမယ် See you later.